တိဆက်ပေးမယ့်သတင်းကတော့ BBC ကအမေရိကန်၅ဘီလီယံကျော်ရုံးစည်းရယူမှုနဲ့အမေရိကန်သမ္မတတရားစုဖွဲ့မဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က BBC သတင်းဌာနကရုံးစည်းဒေါ်လာ၅ဘီလီယံရလိုမှုနဲ့တရားဆက်မယ်လို့ပြောကြားလိုက်ပြီးဖြစ်ပါတယ်။ 2021ခုနှစ်ကအမေရိကန်သမ္မတပထမသက်တမ်းခေါဆောင်ခံဒီမှာသူပြောကြားခဲ့တဲ့မိန့်ခွန်းကို BBC ကဖျက်ညက်ကန်လုပ်ပြီးထုတ်နေခဲ့တာကြောင့်ဂုံတိတ်ခါကြဆင်းရတယ်လို့သတ်မှတ်ပြီးအတရေဖျက်မှုမြောက်တယ်လို့သတ်မှတ်ပြီးတရားစွဲဖို့စီစဉ်နေတာဖြစ်ပါတယ်။ BBC ဘက်ကမိန့်ခွန်းကိုအပြည့်စုံမလွင်ပဲလူရဆဲပြစ်ထုတ်နေခဲ့တာဖြစ်ခဲ့လို့ဝေခံခဲ့ပြီးမှားခဲ့တယ်လို့လည်းတောင်းပန်ခဲ့ပါတယ်။ ဒေါ်နယ်ထရရဲ့ရှေ့နေဖွဲ့က BBC တန်ကိုစာတစောင်းပေးပို့ပြီးဂုံတိခါကြဆိုင်အောင်လုပ်ခဲ့တဲ့လူရဲ့အတွေ့တောင်းမန်ဖို့နဲ့ဥပဒေအကြောင်းအရရင်ဆိုင်ဖို့လိုမယ်လို့အသိပေးခဲ့ပါတယ်။ BBC ဘက်ကလည်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကိုယာတူးမှနှုတ်ထွက်စေခဲ့ပြီးဖြစ်ပါရဲ့ရှင်။ဒီချင်းကိုတော့ငိမ့်ချောင်ကပြပူလာတာပါ။